Facebook update ကပေးလိုက်တယ်ကျွန်တော်တို့ရဲ့ Facebook page မှာပေါ့နော်ကျွန်တော်တို့ကဓာတ်ပုံပဲတင်တင်ဗီဒီယိုပဲတင်တင်ကျွန်တော်တို့ story ပဲတင်တင်ကျွန်တော်တို့ပတ်ဆိုင်ရအောင်လို့ကျွန်တော်တို့ရှောက်လာဖောင်တင်ရတဲ့နီးလေးကိုလုပ်ပေးလိုက်ပါပြီအဲ့အတွက်ကြောင့်ရှောက်လာဖောင်တင်ရတဲ့နီးလေးကိုဒီဗီဒီယိုလေးမှာအများကြီးအောင်လို့ကျွန်တော်ကနေပြီးတော့မျှဝေပါမယ် ထမဆုံးနေဖြင့်ကိုယ့်ရဲ့ Facebook page ရဲ့ထိတ်ဆုံးကကျွန်တော်တို့မြင်းကြောင်လေး၃ကြောင်ကိုကျွန်တော်တို့ကနှိပ်ပေးရမှာဖြစ်ပါတယ်။နှိပ်ပြီးလို့ရှိရင်နောက်တစ်ဆင့်မှာကျွန်တော်တို့က professional dashboard ကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပေးပါဒီလေကိုရောက်ပြီဆိုလို့ရှင်ကျွန်တော်တို့ကပတ်စံရအောင်လုပ်ချင်တာဖြစ်တဲ့အကြောင်းကျွန်တော်တို့က monetization ဆိုတာရှိရအဲ့အပေါ်ဆုံးပါဗောနော်အမှမြားလေးပြပေးထားတယ်အဲ့ထဲကိုကျွန်တော်တို့ကဝင်ပြီးရမှာဖြစ်ပါတယ် ဒီတဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပေါ့နော်ဒီမှာရွေးချယ်စရာကျွန်တော်တို့၃မျိုးရှိတယ်ပတ်စံရအောင်ကျွန်တော်တို့ဖောင်တင်ရမယ့်လူတွေကပေါ့ရွေးချယ်စရာ၃မျိုးရှိရယ်ပထမဆုံးအပေါ်ဆုံးကအဆင့်ကတော့ကျွန်တော်တို့ instrument app ရှိမယ်ဒုတိယချက်ကတော့ကျွန်တော်တို့ s on re ရှိမယ်တတိယချက်ကကျွန်တော်တို့ bonus ဆိုတာရှိမယ်ပေါ့နော်အဲ့၃ခုကကိုကြိုက်တဲ့နေရာနဲ့ကျွန်တော်တို့ကနေပေါ့ဖောင်တင်လို့ရှိရင်ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ကနေပြီးတော့ instrument app နဲ့ကျွန်တော်ကနေစပြီးတော့ဖောင်တင်တဲ့နေလေးကိုကျွန်တော်ကပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကနေပြီးတော့ instrument app ထဲကိုကျွန်တော်တို့က set app ဆွဲနေရာလေးကိုနှိပ်ပြီးတော့ဝင်ပေးပါ compelling content rather than ဒီနားလေးမှာကျွန်တော်တို့ပေါ့နော် Facebook ကပတ်စံရအောင်ဘယ်လိုရှားရလဲဆိုတာကိုမှ video ပေါ့နော်ဟိုနားလည်ခြင်းတဲ့လူတွေဆိုလို့ရှိရင် video လေးကိုဖွင့်ပြီးနားထောင်လို့လည်းရပါတယ်ကျွန်တော်ကတော့ video အတန်ကျဲမှာဖြစ်အောင် video ပိတ်ပလိုက်တယ်ပေါ့နော် video ပိတ်ပြီးတော့ကျွန်တော်ကအဆင့်ကျော်သွားလိုက်တယ်အဆင့်ကျော်သွားပြီးတော့ video နားမထောင်တော့ဘူးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်က landmark ကိုတစ်ချက်စပြီးနှိပ်လိုက်တယ်ပေါ့နော် လမ်းမောကိုကျွန်တော်တို့ကအစနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီနားလေးမှာ in this form ဆိုတာရှိတယ် in this form ကိုကျွန်တော်တို့ကဆက်ပြီးတော့နှိပ်ပြရမှာဖြစ်ပါလေဒီနားလေးမှာကျွန်တော်မြားလေးပြပေးထားတယ် in this form ဆိုတာ in this form နဲ့ကိုဆက်ပြီးတော့ဝင်ပေးပါအဲ့တော့မှကျွန်တော်တို့က form ကြာလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအပေါ်ဆုံးဖောင်ကြလာပြီဆိုလို့ရှိရင်လက်ကလေးနဲ့ဒီလိုလေးဆွဲပါဒီနားလေးမှာကျွန်တော်တို့ကပြောစရာတစ်ခုရှိရပါတော့ပြောစရာတစ်ခုရှိရဆိုတာ ဒီဖောင်ကျွန်တော်တို့ကတင်လိုက်ပြီဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ကဗောနော်မြန်မာနိုင်ငံကမဟုတ်ပဲねတခြားသောပြပ location နဲ့ဖြစ်လို့ရှိရင်ပိုကောင်းတယ်ဗောနော်မြန်မာနိုင်ငံ location region ဆိုလို့ရှိရင်ကျွန်တော်တို့ကပတ်စံဘလောက် post ဘလောက်ပဲတင်တင်ပတ်စံကျွန်တော်တို့ ဝင်မဲ့အကောက်မဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်ဒါလေးကိုကြိုပြီးပြောပြတာမြန်မာနိုင်ငံကလူတွေကဘလို့စူးစမ်းခွင့်ရှိလဲဆိုတော့ကျွန်တော်တို့ကတခြားသောပြည်ပနိုင်ငံမှာရှိနေတဲ့တငယ်ချင်းတို့မဟုတ်တခြားသောအက်ဒမင်တွေစားပစ်သမားတွေကနေပြီးတော့ကျွန်တော်တို့အက်ပြီးပေါ့နော်အက်ဒမင်အက်ပြီးတော့ကျွန်တော်တို့ရဲ့အကောက်ကိုကျွန်တော်တို့ region တို့မဟုတ်ကျွန်တော်တို့ကနေပြီးတော့ location ပြောင်းလိုက်ပြီးဆိုလို့ရှိလို့ရှိရင်တော့ဒီ form လေးကိုရှောက်မယ်ဆိုလို့ရှိရင်ပတ်စံရဖို့အတွက်ကျွန်တော်တို့အများကြီးရာခိုင်နှုန်းအပြည့်ရှိပါတယ်အဲ့ဒါကြောင့်ဒါလေးကိုတော့ကျွန်တော်တို့တီးဖို့တော့လိုအပ်တယ်ပေါ့နော်ကျွန်တော်တို့က မြန်မာနိုင်ငံကနေပြီးတော့ကိုယ့်ရဲ့ page ကို run နေရလို့ဆိုလို့ရှိရင် post ကိုပုံမှန်တော့တင်လို့ရတယ်ပတ်စံရအောင်လို့လုပ်လို့ရတယ်တခုတော့ရှိရဲကျွန်တော်တို့ admin ရှာရမယ်ပေါ့နော် admin တို့မဟုတ်စာပြေသမားတွေကိုကျွန်တော်တို့ကနေပြီးတော့ region ပြောင်းခိုင်းလိုက်ပြီးဆိုတော့မှကျွန်တော်တို့က default လေးကိုတင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ account က post ကိုပုံမှန်တင်တာနဲ့ကျွန်တော်တို့ကနေပြီးတော့ဝင်ငွေရလာမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဒါလေးကိုတော့တီးပြီးတော့လိုအပ်တယ်လို့ကျွန်တော် review လေးမှာမျှောက်ပေးခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ကနေပြီးတော့ဒီနာလေးမှာကျတော့ email address ပေါ့နော် email address ဆိုတဲ့နေရာမှာကိုက Facebook ဖွင့်ထားတယ်ပေါ့နော်ကျွန်တော်တို့က Facebook page ဆိုတာ Facebook ကနေပြီးတော့ဆက်ပြီးတော့ဖွင့်လိုက်တော့မှ Facebook page ဖြစ်တာအတွက်ကြောင့်ကို Facebook ဖွင့်ထားတဲ့ email ကိုဒါကျွန်တော်တို့ကထည့်ပေးရမှာဖြစ်ပါတယ်ဖုန်းနံပါတ်တော့ဒီမှာမရဘူးပေါ့နော်ကျွန်တော်တို့ကဒါ international သုံးဆိုတော့ email မှာရမယ်ပေါ့နော် email gmail မှာရမယ်အဲ့တော့ email ကိုကို Facebook ဖွင့်ထားတဲ့ email ကိုဒါကျွန်တော်တို့ကရိုက်ပေးပါ အဲ့တော့ကို Facebook ဖွင့်ထားတဲ့ email ကိုကျွန်တော်တို့ကရိုက်ပြီးပြီဆိုလို့ရှိရင်ဒုတိယအဆင့်မှာတော့ဗောနော်ကျွန်တော်တို့ကဒီ Facebook Pay ရဲ့ link ကိုကျွန်တော်တို့ထည့်ပေးရမယ် Facebook Pay link ကိုကျွန်တော်တို့ထည့်တဲ့ခါကျလို့ရှိရင်မှန်မှန်ကန်ကန်လေးထည့်ဖို့တော့လိုအပ်တယ်ဗောနော်အဲ့တော့ Facebook account link ကိုကျွန်တော်တို့ကထည့်ပေးရမှာဖြစ်တယ်ဗောနော်အဲ့တော့ကျွန်တော်တို့ Facebook account link ကိုထည့်ပြီးပြီဆိုလို့ရှိရင်တတိယအဆင့်မှာတော့ other social media account ဆိုတာရှိတယ်။ other social media account ဆိုတာကကျွန်တော်တို့ပြောချင်တာကကျတော့ကိုတခြားဖွင့်ထားတဲ့ကျွန်တော်တို့ရေ YouTube ရှိမယ် TikTok ရှိမယ် Instagram ရှိမယ်တခြား တခြားတဲ့အကောက်တွေရဲ့လင့်ပေါ့နော်အဲ့လိုအကောက်တွေရဲ့လင့်တွေကိုကျွန်တော်တို့ကထည့်ပေးရမှာဖြစ်တယ်ကျွန်တော်ဒီမှာထည့်ပြပေးလိုက်ပြီပေါ့နော်အဲ့တော့အချက်က၃ခုဒီဖောင်ကိုတင်ဖို့ဆိုလို့ရှိရင် Facebook ကနေပတ်စံရဖို့အတွက်ဖောင်ကိုတင်ဖို့ဆိုရင်အဓိကဒီအချက်၃ချက်ကိုလုပ်လို့ရအပေါ်ဆုံးက email Facebook ဖွင့်ထားတဲ့ email ပေါ့နော်ကျွန်တော်တို့ Facebook ဖွင့်ပြီးမှကျွန်တော်တို့ page ကိုဖွင့်လို့ရဖြစ်တဲ့အတွက်ကြောင့် Facebook ဖွင့်ထားတဲ့ email ကိုကျွန်တော်တို့ကမှန်မှန်ကန်ကန်လေးထည့်ပေးလိုက်မှသာလို့ရှိရင်ကျွန်တော်တို့ရဲ့ email တွေကိုမှန်မှန်ကန်ကန်ဝင်လာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒုတိယအချက်က page ပေါ့နော် Facebook page ရဲ့ link ကိုမှန်မှန်ကန်ကန်လေးထည့်ပေးမှကျွန်တော်တို့ရဲ့ page ကိုပေါ့နော်ကျွန်တော်တို့ကနေပြီးတော့ဝင်လာမှာဖြစ်တယ်ပေါ့နော်ပြီးလို့ရှိလို့ရှိရင်တခုကကြတော့တခြားသော social media link ကိုလည်းမှန်မှန်ကန်ကန်လေးထည့်ပေးပါပေါ့နော်ကျွန်တော်ဒီနားလေးမှာတစ်ချက်ပြောစရာရှိတာဒီ Facebook page ကနေကျွန်တော်တို့ပတ်စံရှာလို့ရတယ်ပတ်စံရတယ်ဆိုတာကကျွန်တော်တို့တွေပေါ့နော်ဓာတ်ပုံပဲတင်တင်ဗီဒီယိုပဲတင်တင် reel ပဲတင်တင် story ပဲတင်တင်ကျွန်တော်တို့ဗီဒီယိုအတိုလေးပဲတင်တင်ဗီဒီယိုအရှိပဲတင်တင်ကိုတင်တဲ့ဗီဒီယိုကနေပြီးတော့ income ပေါ့နော် make money ဝင်ငွေအဖြစ်ကျွန်တော်တို့ကရှာလို့ရမှာဖြစ်တဲ့ကြောင့်ဒီအချက်ကလေးတွေကမှန်မှတန်ရင်ကျွန်တော်တို့ကတကယ်တိကျလေးပေါ့နော် ကျွန်တော်တို့အကျိုးရလဒ်ကိုရရှိမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနေပြီးတော့ဒီအချက်ကလေးတွေကိုမှတ်အောင်ဖြည့်ပါပြီးလို့ရှိရင်ကိုနားမလည်ရင်ရှေ့မှာလာထားတဲ့ဗီဒီယိုလေးကိုကျွန်တော်တို့ကနေပြီးတော့တစ်ချက်နားထောင်ပြီးတော့လည်းကျွန်တော်တို့အသုံးပြုလို့ရရယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီအချက်လက်တွေကျွန်တော်တို့စုံပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကလက် do this ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်တယ်ပေါ့နော်လက် do this ဆိုတဲ့စာလေးကိုကျွန်တော်တို့စပြီးတော့နှိပ်ပေးပါ အဲဒါဆိုလို့ရှိရင် thank you for your interest in facebook content ပေါ့နော် monetization ဒါ button ကနေပြီးတော့စပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဖြေလိုက်တာအဲကြလို့ရှိရင်ကျွန်တော်တို့က okay ကိုစပြီးတော့နှိပ်လိုက်လို့ရှိရင်ရပါပြီတော့ကြည့်ရှုပေးတဲ့အရောက်စီတိုင်းကိုလည်းကျွန်တော်ကအထူးပင်ကျေးဇူးတင်ပါတယ်ဒီနေ့လေးတိုင်းလုံးမယ်ဆိုလို့ရှိရင်ဝင်ငွေရှာလို့ရမှာတေးကြပါတယ်ကျွန်တော်တို့ကလက်ဒူးတစ်ကိုနှိပ်ပြီးပြီဆိုလို့ရှိရင် OK ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကိုပေါ့နော် Facebook ဘက်ကနေပြီးတော့ monetization ရဖို့အတွက်ဘတ်တာကနေပြီးတော့ပြန်ပြီးတော့ပြောပြထားဖြစ်ပါတယ် OK ကိုနှိပ်လိုက်ရင်ရပါပြီ